ကြောက်အတင်းကစားစရာတော့မလိုဘဲနဲ့နောက်ဆက်တက်နိုင်ခဲ့တဲ့ဟာလောဝါအားလုံးမင်္ဂလာပါပြီးခဲ့တဲ့နေ့တုန်းကကလကပဗလာစကြောက်တင်းစင်ပွဲစဉ်ဒီမှာအတင်းကြီးတွေမထမှတ်ထားဘဲနဲ့တိုင်ပွဲကနေဖတ်ပါခဲ့ရတာရှိခဲ့ပါတယ်အမေရိကန်ရဲ့အပူချိန်အားဆိုရင်ငငယ်တုန်းကသမင်းစားစင်ပုံလုံးခံရတယ်လို့ပူနေခဲ့ပြီးတော့ဥရောပသားတွေအတွက်လက်ခံနေခဲ့ရပါတယ်ဘယ်အတင်းတွေဘယ်လိုပဲဖြစ်ဖြစ်ဥရောပဘီယင်ကြီးဟာလောဝါတို့ကတော့သူ့လုပ်လုပ်သွားနိုင်ခဲ့ပါတယ် အလွာတို့ဟာမင်းကြောက်အတင်းကစားစရာတောင်မလိုတိုက်ပင်နဲ့တကူကူမရှိနေပဲအနိုင်ယူပြီးတော့နောက်နှစ်ဆင့်ကိုတက်လန်းသွားခဲ့ပါတယ်။ဒီနေ့မှာတော့ဟလဝါနဲ့မင်းကြောက်တို့ရှင်ပိုင်ခဲ့ကြတယ်။ဖက်ဆောက်တင်ဆင်ပွဲစဉ်လေးကိုတင်ဆက်ပေးချင်ပါတယ်။အလွာတို့ကတော့3-4-3ပုံစံမျိုးခင်းကျင်းလာခဲ့ပြီးတော့ MB နဲ့ Rodrigo တို့ကတော့ Portrait ဆင်းကနေခြံလက်ခံခဲ့ရပါတယ်။အဲကြောင့်တိုက်စစ်မှာလူငင်တိုက်စစ်မှုလေးဖြစ်တဲ့ Gonzalo Garcia, Finicia နဲ့ Belen Ngannou ပဲဖြစ်ပါတယ်။ဝင်လာတော့ဘေဗာဒီနဲ့အာတာဂူလာတို့ဖြစ်ပြီးတော့ဝမ်ဘန်နှစ်ဖက်ကတော့အာနိုးနဲ့ဖရန်ဂါစီယာတို့ဖြစ်ပါတယ် နေ့3အောင်တမရူဂီကာချူအာမနီနဲ့ဖြူဆာမှုကိုပွဲထုတ်လာခဲ့ပါတယ်။မြကြသင်းကလည်းအထောင်တိုက်စစ်မှာကုလိုမူအာနီကပဲဦးဆောင်လာခဲ့ပြီးတော့ Ladies နဲ့ Gunsi Kao တို့လိုကျောက်ပင်းမှုစားသမားများစုလည်းပါဝင်နေပါတယ်။အလဝါတို့ကပထမပိုင်းမှာဆိုရင်အပိုင်ခွင့်ရေးတွေရရှိခဲ့ပေမဲ့အဆုံးသတ်ပိုင်းမတိကျမှုတွေကြောင့်စောစီဦးဆောင်နိုင်မယ့်အခွင့်အရေးကိုလည်းလွတ်ခဲ့ရပါတယ်။ ်အလဝါတို့ကပထမပိုင်းမှာအပိုင်ခွင့်လေးကျင်းလောက်သာရရှိခဲ့ပြီးတော့လေးကျင်းစလုံးကိုလွှဲချော်ခဲ့ရပါတယ်။နင်ဂျာတို့ဘက်ကလည်းကိုလိုမိုဟာနီတယောက်ချင်းကံပြင်းမှုရခဲ့ပြီးမယ်အပိုင်လုံးကိုလွှဲချော်သွားခဲ့ပါတယ်။အလဝါတို့ဘက်ကအာလူကတော့တက်စစ်လိုက်ပါမှုပိုင်းဒီမှာတပွဲတက်တပွဲအချိတ်ဆက်ပုံပြီးလာပြီးတော့အသင်းအတွက်အကျိုးပြုနိုင်ခဲ့ပါတယ်။အပမလေးခန်းစပိုင်းမှာတော့အားနည်းချက်တွေရှိနေပြီးပြီးတော့မင်းကြရုံးရဲ့ပွဲမှာလည်းအာနိုနီယာကိုရူဒီဂါကပဲလိုက်ဖြည့်ပြီးတော့ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာတော့ဟာလဝါနဲ့မင်ဂျာတို့ကဂုံမရှိသေးနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဟာလဝါတို့ကကစားသီးတရာပူကောင်းလာခဲ့ပြီးတော့54မိနစ်မှာပဲအာနိုရဲ့ထက်တင်ဘောကနေဂိုရှာလိုကာစီယာကကောင်းတိုက်ပြီးတော့ဥဆောင်ကိုစတင်ရရှိသွားခဲ့ပါတယ်။ဒါလည်းအာနိုတို့ဟာလဝါကစားသမားဘဝရဲ့ပထမဆုံးဂိုးပေါင်ရင်ပတ်သက်မှုလည်းဖြစ်လာခဲ့ပါတယ်။ဒီဘက်တော့အကောင်းဆုံးကစားသမားကိုပြပါဆိုရင်တော့ဟာလဝါကွန်းလေကဘယ်ပါဒီပဲဖြစ်ပါတယ်။ဘာဒီယာဒီဘွင်းလုံးကိုပက်ကစားသွားခဲ့တယ်လို့ရရင်ရတယ်လို့အဝေးကန်ချက်တင်နေပြန်မဲ့အသင်းကိုချိန်ချောင်းနိုင်နေပါတယ်။ လူနေမင်းကြီး60ကျော်မှာဟလဝါတို့ဘက်ကအမ်ဘပေလူစားဝင်လာခဲ့ပါတယ်။အကြံမင်းတွေမှာဟလဝါတို့ရောမင်းကြီးတို့ကပါဂိုးရီထက်မယူနိုင်ခဲ့တာကြောင့်ဟလဝါတို့ကပဲကိုကိုရှိနေနိုင်ရပါခဲ့ပါတယ်။ဟလဝါတို့ကတော့ကတ်တာဖိုင်နယ်မှာဒေါမုံတင်းနဲ့ခေတ္တတွေးဆောင်အားဖို့ရှိနေပြီးတော့ဆင်မီဖိုင်နယ်တက်ခရင်တော့တစ်ဖက်ကကလေးဘုံနဲ့တောသားတို့တွေကအနိုင်ရတဲ့အထူးသင်းသင်းနဲ့တွေ့ရမှာပါ။ကျုံထပ်ပွဲစဉ်အနေနဲ့တစ်ဖက်ချမ်းကတောက်ပေါ်ဖြစ်နေမဲ့ဟလဝါတို့ရှိတဲ့အချမ်းကတော့စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီလေဖြစ်ပါတယ်။အစုံလေးကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။